ရှိဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ကြိုးစား၍ဟောပြောရမည့်တရားဆိုရက်ကောင်းစဉ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။တိတုအဝရစာခန်းသုံးစာပိုက်ရှစ်ကိုဖတ်ပါမယ်။ဤစကားသည်တစ္ဆာစကားဖြစ်ဘုရားသခင်ကိုယုံကြည်တော်သူတို့သည်ကောင်းသောအကျင့်တို့ကိုအမြဲကျင့်အံ့တော်မှာတရိပ်ပြုရမည်အကြောင်း သင်သည်ဤအရာများကိုစူးစမ်း၍ဟောပြောစေခြင်းကငါအလိုရှိထိုကျင့်တို့သည် ကောင်းတည်တမကလူတို့အကျိုးကိုပြုစုတတ်သောအကျင့်ဖြစ်ကြ၏ပြောရတွေ့ရတယ်။ဆရာနှုတ်ဘတ်တော်ဝင်ငှတဲ့အခါမှာနော်ဘုရားခင်ကိုယုံကြည်တဲ့ကျွန်တော်တို့နော်ယုံကြည်သူတွေဟာကောင်းသောအကျင့်တို့ကိုအမြဲကျင့်ဖို့အတွက်အရာကိုစူးစမ်းပြီးဝင်ငှဖို့ ပြောတာတွေ့ရတယ်။ဒီကျမ်းစာအထက်မှာတော့ဒီစကားဒီဆိုတဲ့အရာရဲ့ဤအရာများကိုစူးစမ်းရဆိုတာအတိတ်ဘယ်ကအပေါ်မှာတော့ယုံကြည်သူများဟာတန်ရှင်သောဝိညာဉ်တော်ကိုခံရကြတယ်။တန်ရှင်သောဝိညာဉ်တော်ကယုံကြည်သူများကိုလူသစ်ဖြောင်းအသစ်ပြုတ်ပြင်ပေးတယ်။အဲ့လိုအပြင်လူဟာကောင်းသောအချင်းကိုကျင့်လာတယ်။အဲ့လိုရှင်းပြတာတွေ့ရတယ်။ဆိုတော့ ကိုယ့်ကိုကောင်းသောအကျင့်တွေကိုဟာလာအမြဲကျင့်ဖို့ဆိုတဲ့နေရာမှာကိုယ့်ကိုကျင့်ဖို့ပြောတာမဟုတ်တန်ရှင်သောဝိညာဉ်တော်ရဲ့ကိုညင်မဆမှုနဲ့ကောင်းသောအကျင့်တွေအမြဲကျင့်တော်သူဖြစ်ဖို့အတွက်ဟောပြောပါလို့ကျိုးစားပြီးဟောပြောပါလို့ပြောတာဖြစ်ပါတယ်တခါလေမှာကျွန်တော်တို့ဒီလိုကောင်းသောအကျင့်တွေအမြဲကျင့်ဖို့အတွက်အာဘုရားခင်စကားတော်ကိုစစ်စစ်နားထောင်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်ဟောတဲ့အခါမှာဟိုအကဲ့ရခံရတယ်ပေါ့ တင့်ညက်တရားတိုင်းသွားနေတယ်ဆိုပြီးတော့မှသူတို့မျိုးဒါဘာသာရေးတမားဖြစ်တယ်စသဖြင့်ဘုရားသခင်ကကောင်းချီးပေးတယ်ဆိုတော့ယေရှုကြောင့်ပေးတာကိုကျင့်လို့မဟုတ်ဘူးစသဖြင့်ပေါ့ပြောကြတယ်ပေါ့ဒါမှကျမ်းစာတအုပ်လုံးမှာတော့ဓမ္မသစ်ကျမ်းကိုပဲကြည့်ကြည့်ဟောကောင်းသောအကျင့်ကိုကျင့်ဖို့ပဲတအုပ်လုံးကအဲ့ဒါကိုသွန်သင်တယ်ဘယ်လိုအဖြစ်လဲတန်ရှင်သောဝိညာဉ်တော်ရဲ့ကိုညင်မှုအဖြစ်တန်ရှင်သောဝိညာဉ်တော်ကလည်းဘလို့နော်လူတယောက်ယုံကြည်သူတယောက် ဟုတ်လားဘလို့အသက်ပြုပြင်ပေးတယ်လဲဆိုတော့နှုတ်ကပတ်တော်နဲ့ပဲနှုတ်ကပတ်တော်ကို ဖွင့်ပြတယ်နော်နှုတ်ကပတ်တော်အဖြစ်မဲ့သူကအသက်ပြုပြင်ပေးတယ်ဆိုတော့တွေ့ရတယ်နော်အဲ့တော့နှစ်တိခန်းသုံးစာပတ်16နဲ့16ခွန်မှာ ထိုကျမ်းစာရှိသမျှသည်ဖျားသခင်မှုတ်သွန်းတော်မူသောအဖြစ်ဖြစ်၍ဖျားသခင်လူသည်စုံလင်တော်သူ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစု ချင်းအလို့ငါပြင်ဆင်တော်သူဖြစ်မိကြောင်း စုံမဩရာပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုတ်ပြင်ခြင်းတရားကိုတုန်တင်ခြင်းကျေးဇူးများကိုပြုတ်တတ်၏ကဲအဲ့တော့ယုံကြည်သူတယောက်ကကောင်းတော့ခြင်းများကိုကျင့်ဖို့เนาะစုံလင်တော်သူဖြစ်လာပြီးတော့မှကောင်းတော့ခြင်းကိုကျင့်တော်သူဖြစ်ဖို့ဆိုရင်ဘသူကလုပ်တယ်လဲဆိုတော့ကျမ်းစာနှုတ်ကပတ်တော်က လုပ်ပေးပါတယ်အဲ့ဒါကိုလူအကော့ကိုနားမလည်နိုင်တာဖြစ်တဲ့အတွက်တန်ရှင်သောဝိညာဉ်တော်ကနားလည်အောင်မှဆာမှာဖြစ်တယ်အဲ့ဒါကြောင့်ဟောတဲ့သူကနော်နှုတ်ကပတ်တော်တမချမ်းစာနဲ့ယဉ်ဟာလာဟောတဲ့ခါမှာဒီယုံကြည်သူကကောင်းသောအကျင့်ကိုအမြဲကျင့်တော်တော်ဖြစ်ဖို့အတွက်ကိုအဓိကဟောဖို့ပြောတယ်ချမ်းစာကလည်းအဲ့လိုပဲအော်ရာပေးခြင်းတဲ့နော်ကောင်းသောအကျင့်ကိုကျင့်တတ်ဖို့ စွန့်လင်တော့သူဖြစ်ဖို့ကြံ့စာပါပြောလဲဟာလားအော်ရာပေးတဲ့အပြစ်ကိုဖော်ပြတယ်နော်ဖြောက်မှတ်စွာပြုပြင်ခြင်းနဲ့အဲ့လိုပြောပါတယ်ဒါကြောင့်ကျွန်တော်တို့တရားဟောတဲ့ခါမှာနော်ဟိုအပြင်လောကဟာတွေဒါတွေဟောဖို့မဟုတ်ပါဘူးနော်ကြံ့စာနဲ့အညီပဲဟောဖို့ဖြစ်ပါတယ်ဟေပြခန်းလေးစာပတ်၁၀နှစ်မှလည်းဗာပြောလဲဆိုတော့ဖျားသခင်နှုတ်ကပတ်တရားတော်ဒီအသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်း တန်လျက်တကာတို့ထက်ထက်ချင်းနဲ့ပြည့်စုံနေဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယိုးစစ်နဲ့ချင်းစီကို၎င်းပိုင်းခြား၍ထုတ်ချင်းခွန်းတတ်၏စိန်လုံးအကြံစီများကိုလည်းသိမြင်တတ်၏လို့ပြောတယ်ဆိုတော့ခုနနော်ညတိခန်းသုံးဆဘ16 16အတူတူပဲဟိုပြောပုံပြောနေတာကွာသွားတာတကယ်တကယ်တော့ရည်ရွယ်ချက်စံစာရည်ရွယ်ချက်ကအတူတူပဲဖြစ်တယ် ဒီမှာတန်လက်တကာတို့ထက်ချင်းဆိုတာကတန်လက်လိုနှစ်ဖက်သွားအဲ့လိုပြောချင်တော့မဟုတ်ပါဘူးတန်လက်ဆိုတာကတကူဩဇာအာဏာရှိခြင်းရှင်ဘီယံအကင်နာဖြစ်တယ်နော်ပြည်သူပြည်သားတွေကိုဖြောက်မတ်စွာစီရင်တာစီရင်ပိုင်တဲ့အခွင့်တကူဩဇာအာဏာရှိခြင်းနော်အဲ့ဒါကိုဆိုလိုချင်တာဖြစ်တယ်တန်လက်ဆိုတာနော်အဲ့တော့နှုတ်ကပတ်တော်တမချန်းစာကအဲ့ဒီတကူတွေရှိပါတယ်ဒါကြောင့်ဟောပြောတဲ့သူသလကောင်းနားထောင်တဲ့သူသလကောင်း နှုတ်ကပတော်တမကျမ်းစာကိုမြမြနားထောင်ဖို့ဖြစ်တယ်။ဟာဆလံချန်းခန့်တဲ့39စပိုက်30အတက်30မှာနှုတ်ကပတော်ကိုဖွင့်ပြချင်းဒီအလင်းကိုပေး၍မလိန်မာတော့သူလိန်မာစေတိုက်။ကျွန်တော်ကျွန်တော်တို့ဟိုအတင်းတော်မှာတော်ကောင်ကိုယ့်ရဲ့သားသမီးတော်တဲ့ကောင်မလိန်မာဘူးဆိုရင်ဘာလို့လဲနှုတ်ကပတော်ဖွင့်ပြချင်း နောက်ဘတော်အဖြစ်မဲ့ကျွန်တော်တို့ကသူတို့ကိုတွင်တင်ဆုံးမဖို့ဖြစ်တယ်။ဟောပြောဖို့ဖြစ်ပါတယ်။အဲဆိုရင်တော့လေမာလာမယ်။သူတို့ပြောပါတယ်။နော်။ဆိုတော့ခုနအခြေပြုချက်မှာတော့ပါလေ။သူကလူတွေအကျိုးကိုပြုစုတတ်သောအကျင့်ဖြစ်တယ်ဖြစ်တယ်။နော်။သူအကျင့်တို့ဒီကောင်းဒီတာမကကောင်းရုံလည်းမကောင်းဘူးတဲ့။နော်။ဘာလို့လဲဆိုတော့လူရဲ့အကျိုးကိုပြုစုတတ်တယ်။သူတို့ပြောပါတယ်။ နော်ဒါကြောင့်ဒီနေ့ကျွန်တော်စူးစမ်းပြီးဟောပြောရမယ့်တရားဒီယုံကြည်သူများအနေနဲ့နော်ကောင်းတော့အကျင့်ကိုအမြဲကျင့်အောင်ကျွန်တော်ကစူးစမ်းပြီးဟောပြောမှာဖြစ်တယ်အဲ့လိုကောင်းတော့အကျင့်ကိုကျင့်ဖို့ဆိုရင်တော့သူကစမ်းစာနဲ့အညီနှုတ်ကပတ်တော်တိုင်းဟောပြောဖို့ဖြစ်ပါတယ်အဲ့ဒါကိုတန်ရှင်းတော်ဝိညာဉ်တော်ကဖွင့်ပြမယ်နားလည်စေမယ်အဲ့ဒီအဖြစ်လူ ုံကြည်သူဟာကောင်းသောအချင်းပေါ့မြဲကျင့်သောသူဖြစ်လာမယ်ပေါ့အဲ့လိုကျင့်ခြင်းအဖြစ်ဘာဖြစ်မလဲကောင်းရုံတင်ကောင်းတာမဟုတ်ဘူးဟာသူကဟာလာယုံအဲ့လိုကျင့်သောသူအကျိုးကိုပေးတယ်တဲ့ဟာနာခံခြင်းတိုင်းမှာအကျိုးရှိတယ်တို့ပြုတ်လင်းတို့ပြုတ်လင်းဆိုတော့အများကြီးတေချာဖတ်ကြည့်လိုက်ဟာအဲ့တော့အဲ့ဒီအကျိုးကအလွန်ကြီးတယ် အကျိုးလိုချင်လို့မဟုတ်ဘဲနဲ့ပါလေဘုရားကိုယုံကြည်သောကြောင့်ကိုဘုရားဖြစ်တော့ချစ်သောကြောင့်စကားကိုနားထောင်ဖို့ဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့ဒီစာလံတစာပတ်နဲ့သုံးပါကြည့်ကြည့်ပြင်လဲယောရှုမဆာခန်းတစာပတ်ရှိပဲကြည့်ကြည့်နှုတ်ပတ်တော်အဖြစ်နော်ပြုတ်ပြင်ခံရခြင်းရအကျိုးကအလွန်ကြီးပါတယ်အလွန်ကြီးပါတယ်တခါလေမှာကျွန်တော်တို့က တန်ရှင်တော်ဝိညာဉ်တော်အရေးကြီးတယ်နော်ကျမ်းစာနှုတ်ကပတ်တော်ကသိအရေးမကြီးဘူးတန်ရှင်တော်ဝိညာဉ်တော်ဓာတ်ရဖွင့်ပြလိမ့်မယ်ကျွန်တော်ပြောလို့ရှိတယ်အမှန်ကတော့တန်ရှင်တော်ဝိညာဉ်တော်မှာတကယ်ပဲခံရယူမှန်ရင်ဝိညာဉ်တော်နဲ့အတူသွားလာယူမှန်ရင်တော့နှုတ်ကပတ်တော်ဆိုတာနော်မရှိလို့ကိုမရအောင်ဘာလို့လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်က ဘုရားသခင်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့စကားပြောတာဖြစ်ပါတယ်ဒီနှုတ်ကပတ်ကျမ်းစာကိုဖွင့်ပြတာဖြစ်တယ်ဟုတ်တယ်ဒါဒီနှုတ်ကခွဲလို့မရအောင်အဲ့တော့အာကျမ်းစာနဲ့ငါတော့ရပြောပြီးဝိညာဉ်တော်ကိုအလေးမထားပြန်လဲအဲ့ဒါဇာတိဖြစ်သွားပြန်ရောဒါကြောင့်ဒီနှုတ်ကမြဖို့လိုတယ်ပေါ့ဒါကြောင့်ဒီညစာပြဟောပြောတဲ့ကျွန်တော်တို့ကလည်းအများရန်နော်နှုတ်ကပတ်တော်နဲ့ကျမ်းစာတော်သူကောင်းတော်အချင်းအမြဲကျင့်ဖို့အတွက်ဟောပြောပါရခင်ဗျ ။ဒါကြောင့်ဓမ္မမိတ်ဆွေနေနဲ့လဲကြားနာတဲ့ခါမှာလဲနော်ဒီလိုတရားများကိုများများကြားပါ။အဲဒါဆိုရင်တင့်အတွက်တင့်ရဲ့ကြားနာမှုအတွက်တင့်ပေါ်မှာကြီးစွာသောအကျိုးဖြစ်လိမ့်မယ်။တင့်အဖြစ်ဘုရားဘုံထင်ရှားလိမ့်မယ်လို့ခေါ်ပေးနေနေကုန်ချုပ်ပါရယ်။ဘုရားသခင်နေတင်တော်အားလုံးကောင်းချီးပေးပါစေတော့။အာမင်။